Kitty's Micro Solutions, powering business intelligence. Welcome Kitty's Micro Solution Services. We provide innovative solutions tailored to your business needs. Let us help you achieve your goals today. Are you searching for business accounting management software? Here is an explainer video. Please take a look. မင်္ဂလာပါရှင်။ဒီနေ့ကျွန်တော်တို့အတူတူစူးစမ်းလေ့လာကြည့်ဖို့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုရှိပါတယ်။ KMSPC ဆိုတဲ့လုပ်ငန်းသုံးစရင်ကင်တဲ့စီမံခန့်ခွဲမှု software တစ်ခုပါသူရဲ့ website ကအချက်လက်တွေအဓိက feature တွေအခွန်ကိစ္စတွေနောက်ပြီးဘယ်နိုင်ငံတွေမှာအဓိကဝန်ဆောင်မှုပေးလဲဆိုတာကိုအခြေခံပြီးတော့အသေးစိတ်ဆွေးနွေးကြည့်ကြမှာပါ KMS logo design လေးကိုလည်းကျွန်မတတိထားမိတယ် KMS logo fight.pdf ထဲမှာလေစောက်ပွင့်ပုံလေးပေါ်မှာလူပုံလေးတွေထုံရှားနေတယ်လို့မျိုးတက်ကြွတဲ့သဘောကိုပြနေရလို့ထင်မိတယ်။ဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့လေ KMS BC ဆိုတာအတိအကျပါလေ ဘယ်လိုလုပ်ငန်းတွေအတွက်ပူးပြီးဆင်ပြေနိုင်မလဲသူရဲ့အဓိကအားထားချက်တွေကဘာတွေဖြစ်မလဲအဲ့ဒါတွေကိုရင်းမိတဲ့ကနေထုံးထုတ်ပြီးတော့အသက်နိုင်ဆုံးရှင်းရှင်းလင်းလင်းနားလည်လွယ်အောင်တင်ပြချင်တာမှာပဲလုပ်ငန်းတစ်ခုအတွက်လေး software ရွေးရတာကတကယ်အရေးကြီးကြတာเนาะအဲ့တော့ဒီဆွေးနွေးမှုကနားထောင်နေသူတွေအတွက်အထောက်အကူဖြစ်မလို့မျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့ခါအဲ့ဒါတကယ်အရေးကြီးပါတယ်ဒီနေ့ကစီခွားရေးလောကမှာလေအထူးသဖြင့်ကျွန်တော်တို့အခုကြည့်နေတဲ့ဒီတောင်အားရှဒေသလိုမျိုးမှာ GST လို့အခွင့်အစနစ်တွေတုံးနေကြရော လုံငန်းထုံး software ရဲ့အခန်းကဏ္ဍကပို့ပြီးတော့အရေးပါလာတယ်ဗျ။စည်ရင်မှန်ဖို့အခွန်စည်းမြင့်တွေနဲ့အတီးအကြားကိုက်ညီနေဖို့နောက်ပြီးလုပ်ငန်းတစ်ခုလုံးချောချောမွေ့မွေ့လဲပတ်နိုင်ဖို့အတွက်ပေါ့ဆိုတော့ဒီလို ERP ရဲ့စင်းကိုက်စနစ်ရဲ့ပေါင်းထားတဲ့ software တွေကတော်တော်လေးအားခိုးရတဲ့အနေအထားဖြစ်လာနေပါတယ်ဟုတ်ကဲ့ကောက်မီလီဒါဆိုရင် KMS busy ဆိုတာဘာလဲဆိုတာလေးနဲ့ရင်ဆလိုက်ကြရအောင်အရင်ပြည်တည်းမှာသူ့ကို GST ERP business accounting management software လို့တုံးလုံးထားတာတွေ့ရတယ် အဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတော့လုပ်ငန်းလည်ပမှုရဲ့အဓိကကြတဲ့စီးရင်ကင်အပိုင်းဒီပြီးတော့ကွန်ဗီစီစီမန်တာအယောင်အဝယ်အခွန်ဒိစရီရဲ့အထိအလုံးကိုတနည်းအားဖြင့်စီမံခန့်ခွဲနိုင်အောင်လုပ်ထားတာပေါ့အထူးသဖြင့် GST စီမင်းနေနဲ့ကိုက်ညီအောင်လုပ်ထားတဲ့ software လို့နားလဲရမှာပေါ့နော်ဟုတ်ပါတယ်အဲ့ဒီ GST ကိုက်ညီမှုကအဓိကအချက်တစ်ခုဖြစ်လာတာပေါ့သူရဲ့အဓိကလှုပ်ဆောင်ချက်တွေအနေနဲ့ကတော့ GST bill ထုတ်တာ visa ထုတ်တာ ကွန်မစီလက်ချက်တွေကိုစီမံခန့်ခွဲတာအတွန်းစည်းကြီးကိုခြေအားခံတာနောက်ပြီးအခွန်လိုက်နာမှုဆိုင်ရာကိစ္စတွေကိုပေါ့လေနောက်ဆုံးမောစီးနှင်းနေနေနဲ့အညီလုံနိုင်တယ်လို့ဆိုပါရယ်အဲပြီးတော့တုံးရတာလွယ်ကူတဲ့ interface ရှိတယ်အချိန်နဲ့တပြင်းညီကြည့်လို့ရတဲ့ report တွေပါတယ်လို့လည်းဖော်ပြထားလိမ့်ရှင်ဟုတ်ကဲ့ဒီ feature တွေရဲ့တကက်တန်ဖိုးကိုကြည့်ရမယ်ဆိုရင်လေဟိုအရင်လိုလူနဲ့လက်နဲ့စရင်တွေလိုက်လုံနေရတာကနေ software ကအလိုလျောက်ကင်တွယ်ပေးလိုက်တော့အချင်းကုန်တက်တာတာကတည်တာတယ် လူကြောင့်ဖြစ်တဲ့အမှားအယွင်းတွေအဲ့ဒါတွေလည်းနဲထွားတာပေါ့ဒါကတပိုင်းဒါပေမဲ့ပိုပြီးအခြေကြီးတာကကိုယ့်လုပ်ငန်းရဲ့ငွေသားစည်းစိမ်မှုအခြေအနေကုန်ပစ္စည်းအဝင်အထွက်အယောင်အခြေအနေအဲ့ဒါတွေကိုအချိန်နဲ့တစ်ပြေးညီချက်ချင်းသိနေရတာပဲဗျာဒါကလုပ်ငန်းမရှင်တွေစီမံခန့်ခွဲသူတွေကိုပိုပြီးတော့မမှန်ကန်ကန်ဆုံးဖြတ်ချက်တွေချနိုင်အောင်တိုက်ရိုက်အထောက်အကူပေးနိုင်ပါတယ်တတ်ထားတာကတော့ ထုတ်လုပ်ရေးလုပ်ငန်းတွေဖြန့်ချိရေးလုပ်ငန်းတွေလက်လီရောင်းချတဲ့သူတွေနောက်ပြီးဝန်ဆောင်မှုလုပ်ငန်းတွေအဲ့ဒါတွေတော့ရည်ရွယ်တယ်လို့ပြောထားတယ်။ဥမာအနေနဲ့ဆိုရင်လဲတန်ထဲဆိုင်အထည်လုပ်ငန်းကနေဟို FMCG လို့ခေါ်တဲ့အမြန်ရောင်းကုန်တွေရောင်းတဲ့ဆိုင်တွေစူပါမားကတ်တွေပွဲရုံတွေအထိတော်တော်လေးခြေပြန့်နေနော်။ဒီတော့ခြေပြန့်တဲ့လုပ်ငန်းမျိုးစားတွေကိုသူကဘလို့အားသက်ချက်မျိုးနဲ့များဝန်ဆောင်မှုပေးနိုင်တယ်လို့တုံ့တက်လို့ရမယ်။အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့ချက်ပဲဗျာ။ ဒီလောက်လုပ်ငန်းမျိုးစားဆောင်အောင်ဝန်ဆောင်မှုပေးနိုင်တယ်ဆိုတာကအဲ့ဒီ software ရဲ့အဓိကအားသားချက်တစ်ခုကိုညွန်ပြနေတာပဲအဲ့ဒါကဘာလဲဆိုတော့လိုက်လျောညီထွေးဖြစ်မှုပေါ့ flexibility နဲ့စိတ်ကြိုက်ပြင်ဆင်နိုင်စွာ customization ပေါ့အဲ့ဒါဒီကောင်းလို့ဖြစ်ဖို့များတယ်အထူးသဖြင့်ဟိုကုန်သစီစီမံခန့်ခွဲမှု inventory management ပေါ့ပြီးတော့ဈေးနှုန်းတမန်တာ pricing ပေါ့အဲ့ဒီအပိုင်းတွေမှာလုပ်ငန်းတစ်ခုချင်းစီရဲ့တီးတန့်လိုအပ်ချက်တွေရှိတယ်လीအ အဲ့ဒီလိုအပ်ချက်တွေအလိုက်ချိန်ညှိနိုင်စွမ်းရှိပုံရတယ်။ဥပမာထုတ်လုပ်ရဲဆိုရင်ကုန်ကျန်းကုန်ချောထုတ်လုပ်မှုအဆင့်ဆင့်ကိုချေရခန့်ကျင်မယ်။ဖြန့်ချီရဲ့တမားကကြတော့ကိုစားလေအလိုက်ဈေးနှုန်းတို့ commission တို့စီမံချင်မှာပဲ။ဒီလိုကွဲပြားတဲ့လိုအပ်ချက်တွေကိုသူကဖြစ်စည်းပေးနိုင်တယ်ဆိုတာကသူကအဓိကတန်ဖိုးတကူဖြစ်နိုင်မှာပဲ။ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုရင်လုံတိုင်းမျိုးစားလိုက်သူကဘယ်လို feature တွေပေးထားလဲဆိုတာလေးနည်းနည်းပို့ပြီးအသေးစိတ်ကြည့်လိုက်ရအောင်နော်ထုတ်လို့ရတဲ့အတွက်ဆိုရင်အရင်မြစ်တင်မှာဖော်ပြထားတာက ကုံချမ်းဘလောက်သုံးလိုက်လဲကုံချောဘလောက်ထွက်လာလဲလက်ကြံပစ္စည်းဘလောက်ရှိလဲအဲ့ဒါတွေခြေရခန့်နိုင်တယ်တဲ့နောက်ပြီးတော့ဟို batch number တို့ lot number တို့ size တို့ color တို့အလိုက်ကုန်ရစီတွေကိုခွဲခြားပြီးစီမံနိုင်တယ်တခြား company အသက်ထုတ်လုပ်ပေးတဲ့အလို့ job work လို့ခေါ်လဲထင်တယ်အဲ့ဒါကိုစီမံလိုက်တဲ့ feature ပါပါတယ်လို့ဆိုရက်ဟုတ်ကဲ့ဒီထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ features တွေကတကယ်တန်ဖိုးရှိလေဗျာကုန်ချမ်းနဲ့ကုန်ချောဒီ အဲ့ထုတ်လုံးမှုကွင်းဆက်တစ်ခုလုံးကိုခြေရခံနိုင်တယ်ဆိုတာကလေထုတ်လုံးမှုကုန်ကြစိတ်ကိုတိတိကျကျတွက်ချက်နိုင်ဖို့ဘယ်နေရာမှာအလေးလွင့်နေဖြစ်နေလဲဆိုတာသိနိုင်ဖို့အရင်အရေးကြီးပါတယ်ပြီးတော့အဲ့ဒီ batch to lot နဲ့စီမံနိုင်တာက quality control တွေ့ရောနောက်ကျောင်းပြန်ခြေရခံနိုင်မှု traceability တွေ့ရောမရှိမဖြစ်လိုအပ်တာဟော job work feature ကတော့တစ်စိမ့်ကထုတ်လုပ်ပေးတဲ့လုပ်ငန်းတွေ subcontract လုပ်ငန်းတွေအတွက်အထူးသုံးဖို့မှာပေါ့ဟုတ်ကဲ့ ဖြန့်ချေရင်းနဲ့လက်လီလုံငန်းတွေဘက်ကိုကြီးလိုက်ရင်ကြောတော့ PC ရဲ့ light ကိုစားလဲရဲ့ light fault ရဲ့ light ဈေးနှုန်းအမျိုးမျိုးသတ်မှတ်နိုင်တဲ့ flexible pricing ကအဓိကကြပုံမနော်ကိုစားလဲတွေရဲ့အရောင်းအချီနေလက်ချံရရန်ရှိငွေစရင်းတွေကြည့်လို့ရမယ်ပြီးတော့အရောင်းမင့်တင်ရေးအစီအစဉ်နေ scheme report ကြီးလဲထူနိုင်တယ်လို့ဆိုတယ်လက်လီအတွက်ကြောရောရရန်ရှိငွေပေါ်ဒိုးအတွက်တောင်မျိုးပြီးတော့ပို့သက်ဆေးဆိုင်နေလိုမျိုးအထူးဗျူလုပ်ငန်းတွေအတွက်ဆိုရင်သက်ဆိုင်ရာဌာနကိုတင်ပြရမယ့် report မျိုးတွေပါတယ်လို့လည်းဆိုထားသေးတယ် ဟုတ်ပါတယ်ဒီ flexible pricing နဲ့ inventory control ပေါင်းစပ်ထားတာကတကယ့်ကိုအားကောင်းတဲ့အချက်ပဲညဈေးကွက်အခြေအနေပြောင်းတာနဲ့ဖောက်တီအမျိုးအစားဝယ်ရပမာဏအပေါ်မူတည်ပြီးတော့ဈေးနှုန်းတွေ short ဈေးတွေကိုလင်းလင်းမြန်မြန်ပြောင်းလဲတတ်မှတ်နိုင်စွမ်းရှိတယ်ဆိုတာကလေရှင်ပြိုင်မှုပြင်းထန်တဲ့ဈေးကွက်ထဲမှာလုပ်ငန်းတစ်ခုရဲ့ယက်တီနိုင်မှုနဲ့တိုက်ရိုက်သက်ဆိုင်နေတာနောက်ပြီးကိုစားလဲတွေ အယောင်ဝင်ထိုင်းတို့ရဲ့စွမ်းဆောင်ရည်ကိုတိုင်းတာဖို့သူတို့ကိုစုပေးတံပေးလုပ်ဖို့လိုအပ်တဲ့ report တွေအလွယ်တကူရနိုင်တယ်ဆိုတာကလည်းအယောင်ပိုင်းစီမံခန့်ခွဲမှုကိုပိုပြီးထိရောက်စေတာပေါ့အဲ့ဒီအတော်တော်တာတို့အထူး report တွေထုတ်နိုင်တာတို့ကတော့ software ကလုပ်ငန်းရဲ့လိုအပ်ချက်အလိုက် ဘလောက်အထိစိတ်ကြိုက်ပင်ဆင်နိုင်လဲဆိုတာကိုပိုပြီးထင်ရှားစေတဲ့အချက်တွေပါပဲ။ကောင်းပါပြီရှင်။နောက်ထပ်အရေးကြီးဆုံးအပိုင်းတစ်ခုလိုကြိုးလို့ရမယ်ထင်တယ်။အခေါ်နဲ့စီးမြင့်လိုက်နာမှု Desk Compliance ပေါ့။အဲ့ feature တွေကိုကြည့်အောင်။ အရင်မြစ်တစ်ခုမှာ different countries having different taxes ဆိုပြီးဖော်ပြထားတာသတိထားမိတယ်။ဒါကနိုင်ငံအလိုက်အခွန်စနစ်တွေကွဲပြားတာကို သူက support လုပ်နိုင်တယ်ဆိုတဲ့သဘောထင်တယ်။ဥပမာ GST တို့ VAT တို့ income tax IT တို့ withholding tax WHT federal excise duty FED corporate income tax CIT စသဖြင့်ပေါ့ software တွေမှာလိုအပ်သလိုချိန်ကြီးသုံးနိုင်တယ်ဆိုတဲ့သဘောပေါ့နော်။ဟုတ်တယ်။အဲ့ဒါကအရေးကြီးတယ်ဗျာ။ အထူးသဖြင့်တောင်အာလျှော့လိုဒေသတွင်းနိုင်ငံတွေမှာအခွန်စနစ်တွေကတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးလေဟုတ်ကဲ့အထူးသဖြင့် GST နဲ့ပတ်သက်လို့အသေးစိတ်ဖော်ပြထားတာတွေ့ရတယ်ရှင် GST စီးမင်းနဲ့အညီဘီလ်တွေကိုအလောအလျောက်ထုတ်ပေးနိုင်တယ်ပိုးပြီးကိုထူးခြားတယ်လို့ထင်တာက e-invoice နဲ့ e-way bill တွေဦး software ကနေ direct generate လုပ်နိုင်တယ်ဆိုတာပဲအဲ့ဒါတွေကဘာတွေလဲဟင်ဘာကြောင့်အရေးကြီးတာပါလဲဩ e-invoice နဲ့ e-way bill ဆိုတာက India လိုနိုင်ငံမျိုးမှာဆိုရင် အခွန်လိုက်နာမှုအတွက် မဖြစ်မနေလိုအပ်တဲ့ digital မတန်းတွေဖြစ်နေပြီဗျာ e-invoice ဆိုတာကကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုရောင်းလိုက်တိုင်းအစိုးရရဲ့သတ်မှတ်ပေါ်တော်မှာမှတ်ပုံတင်ထားတဲ့ digital ပြေစာပေါ့ e-way bill ကတော့ကုန်ပစ္စည်းတည်တော့မယ်ဆိုရင် လိုအပ်တဲ့ digital permit တခုလိုပဲဆိုတော့ဒီ software ကနေဓာတ်တွေကိုတိုက်ရိုက်ထုတ်ပေးနိုင်တယ်ဆိုတာကတကယ်ကိုတကယ်ကိုအချိန်ကုန်တတ်တာစတဲ့အားသာချက်ကြီးပဲ။ အစိုးရ portal လေးစီသွားပြီး manual လိုက်လို့နေရမလို့တော့ဗော။အချက်လက်တွေကိုနှခါပြန်ရိုက်ထည့်ဆရာမလို့တော့အမားအရင်းလေးနဲသွားရော့။ပြီးတော့လိုက်နာဟိုပြက်ကွက်ထိတိုင်းကျဆောင်ရနိုင်ကြရှိတယ်လေ။အဲ့လာကိုလည်းရှောင်းနိုင်တာဗော။ ဒါကလုပ်ငန်းတွေအတွက်တော်တော်လေးအရေးကြီးပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်းတော့ပါပြီ GST report ရဲ့ပြင် Gushwara ဆိုတာကိုလည်းတစ်ချက်နဲ့ညုံနဲ့ထုတ်ပြနိုင်တယ်လို့ဆိုထားသေးတယ်ဒါက Udu Damo Hindi Skalong ဖြစ်မဲ့ထင်တယ်အခွန်ပြန်တန်း tax return တမျိုးမျိုးကိုရင်းညွှန်းတာချင်းနိုင်တယ်ဒါကလည်း software က data ဆိုင်ရာအခွန် system နဲ့ဘလောက်အထိနီးနီးကပ်ကပ်အလုပ်လုပ်နိုင်တယ်ဆိုတာကိုပြနေတာပဲနော် income tax ID report တွေကိုလည်းအသေးစိတ်ကြည့်နိုင်တယ်လို့ဆိုပါတယ် မှန်ပါတယ်ဗျာအဲ့ဒီ Goshwara လို့စကားလုံးမျိုးပါလာတယ်ဆိုတာကသူတို့ဟာတက်ဆိုင်ရနိုင်တဲ့အခွင့် system နဲ့အသွုံးနှုန်းတွေကိုပါထည့်သွင်းပြီးတော့ software ကိုတကယ် localize လုပ်ထားတယ်ဆိုတာကိုပြနေတာပဲဒါကအသွုံးပြုသူတွေတော့အခွင့်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပို့ပြီးတော့လွယ်လွယ်ကူကူလုပ်နိုင်စေတာပေါ့အခွင့် report တွေကိုစနစ်တကျထိုးပေးနိုင်တာကလည်းစီးရင်စစ်ဆေးတဲ့အချိန်တွေမှာအများကြီးအထောက်အကူထိစေပါတယ်ဝန်ဆောင်မှုပေးတဲ့ data တွေကိုကြည့်လိုက်တော့လေ we serve south asian countries ဆိုပြီးတောင်အာရှနိုင်ငံတွေကိုအဓိကထားပြီးဝန်ဆောင်မှုပေးနေရတွေ့ရတယ်ရှင် Afghanistan, Bangladesh, Bhutan, India, Maldives, Nepal, Pakistan, Sri Lanka တို့ပါတယ်နော်ဟုတ်ကဲ့အဲ့ဒီနိုင်ငံတွေမှာအဓိကထားတာပေါ့နောက်ထပ်စစ်ဝင်စားရတွေ့ရတခုကအပိုးဝန်ဆောင်မှုတွေအကြောင်းပါသူတို့ client တွေအတွက် GST returns နဲ့ income tax returns တင်တဲ့ဝန်ဆောင်မှုတွေကိုအပိုးဝန်ဆောင်နဲ့ပေးတယ်လို့ဆိုရတယ်ဒီအတွက် chartered accountant CAD legal company နဲ့ချိတ်ဆက်ထားရတယ် ပြီးတော့တီးတန့် GST ဝန်ဆောင်မှု website www.mygstservice.com ဆိုလားလည်းရှိတယ်လို့ဟောပြထားတယ်။ဒီချက်ကဘာကိုပြနေတာလဲဟင်။အင်းဒါသူတို့ရဲ့စီးပွားရေး model ကိုပြနေတာလို့ထင်တယ်ဗျ။သူတို့ software တစ်ခုတည်းကိုရောင်းတာမဟုတ်တော့ဘူး။အသုံးပြုသူတွေရဲ့စာရင်းအနည်းနဲ့အခွင့်အရေးလိုအပ်ချက်တွေကိုဖြည်းဖြည်းစုံစုံဖြည့်ရှင်းပေးနိုင်တဲ့ဖြည့်ရှင်းချက်ပံ့ပိုးသူပေါ့ solution provider ဖြစ်ဖို့စူးစမ်းနေတဲ့ပုံစံမျိုးပဲ။ အထူးအရင်အသေးစားနဲ့အလက်စားလုပ်ငန်းတွေ SMS တွေမှာဆိုရင်တိတာအခွင့်ကျွမ်းခြင်းတို့မခတ်နိုင်တဲ့အမျိုးရှိတတ်တယ်လေအဲ့ဒီတော့ဒီလိုလုပ်ငန်းတွေအတွက် software အပြင်လိုအပ်တဲ့ကျွမ်းကျင်မှုဝန်ဆောင်မှုကိုပါတနည်းအားဖြင့်ချစ်ဆက်ပေးထားတယ်ဆိုတာကတန်ဖိုးဖေးဝန်ဆောင်မှု value added service တခုလို့ပြောလို့ရပါတယ်ဗျာโอ้ဟုတ်ကဲ့ဒါဆိုရင် KMS BSI ကိုအသုံးပြုခြင်းအပြင်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုအနည်းချို့ပြင်ကြည့်အောင်နော် အရင်မြစ်တရားဆိုရင်တော့လုပ်ငန်းလက်ပတ်မှုပေါ်ပြီးလို့ရှင်းလာမယ်မန်နျူအလုပ်တည်ရွက်နေသွားမယ်အမားရွေးနေနေသွားမယ်အချင်းနှင်းပြင်းညစ်အချက်လက်တည်ရမယ်ပြီးတော့အဲ့ဒီအချက်လက်တည်ပေါ်မူတည်ပြီးတော့အမြဆုံးတွတ်တက်အောင်ဆုံးဖြတ်ချက်တည်ချနိုင်မယ်နောက်ဆုံးမှာတော့ထို့လို့ဆောင်အောင် productivity ပေါ့အဲ့ဒါမြင့်ကျလာမယ်လို့ဆိုထားပါတယ်ဟုတ်ကဲ့အကျိုးကျေးဇူးတွေကတော့ရှင်းလင်းပါတယ်အရင်မြစ်ထဲမှာလွတ်တက်ချတဲ့ဂျန်ပူချက်လေးတစ်ခုလည်းတွေးလိုက်တဲ့ before purchase must read and understand terms and conditions for long time relationship တဲ့ ဒါကတော့ဘယ် software မျိုးဝယ်တုံတုံမတားထားတင်တဲ့ချက်ပဲเนาะစီကန်သမှတ်ချက်တူကိုတွေ့ချဖတ်ပြီးနားလည်ထားမှအရေးရှိမှဆင်ပြေမှာဟုတ်ကဲ့အဲ့ဒါကတော့ standard practice ပါပဲစိတ်ဝင်စားလို့ဆက်သွယ်ခြင်းတဲ့ဆိုရင်တော့ဖုန်းနံပါတ်တွေက +918062178695 ne +919118333331 ပါတယ်ယုံလိပ်စာကတော့ hydropad india မှာရှိပြီးတော့ email က info@kidsms.com လို့ဖော်ပြထားပါတယ်ရှင်။ website မှာလည်း request the free demo ဆိုပြီးအခမဲ့အစမ်းသုံးကြည့်လို့ဖိတ်ခေါ်ထားတာရှိတယ်နော်။ Okay. demo တောင်းကြည့်လို့ရတာပေါ့။ကဲဒါဆိုရင်ဒီနေ့ကျမတို့စူးစမ်းလိုက်လာခဲ့တဲ့ KMS BZ software နဲ့ပတ်သက်တဲ့အချက်လက်တွေကိုခြုံငုံပြီးတော့ပြန်ကြည့်အောင်။သူကတောင်းဝါရှာ data ကထုတ်လုပ်ရေး ဖြန့်ချေရေးလက်လီလုံငန်းမျိုးမျိုးအတွက်ရည်ရွယ်တဲ့ဘက်ဆောင်သုံးစာရင်းကိုင်းတဲ့ ERP software တစ်ခုပေါ့အထူးသဖြင့် GST လိုအခွင့်အရေးမြင့်တဲ့ကိုင်းကြီးအောင်လှောက်ဆောင်နိုင်မှုကုန်ပစ္စည်းစီမံခန့်ခွဲမှုတဲ့ဈေးနှုန်းတမမှုမှာလိုက်လျောညီထွေမှုတွေကသူ့ရဲ့အတိကအားသာချက်တွေလို့ဆိုနိုင်မယ်ထင်တယ်ပြီးတော့အဖိုးဝန်ဆောင်မှုအနေနဲ့အခွင့် return တင်တဲ့ဝန်ဆောင်မှုတွေပါချိတ်ဆက်ပေးထားတာကိုလည်းတွေ့ခဲ့ရတယ်ရှင်။ဟုတ်ပါတယ်။အနည်းချုပ်ပြောရမယ်ဆိုရင်တော့ ီလို software မျိုးတွေဟာလုပ်ငန်းတွေကိုစနစ်တကျလည်ပတ်နိုင်ဖို့စီမင်းစီကဲနေနဲ့လိုက်လျောညီထွေဖြစ်အောင်နေထိုင်နိုင်ဖို့အတွက်အခြေခံအဆောက်အုံတစ်ခုကိုပံ့ပိုးပေးတာပေါ့ဒါမဲ့တကယ်အဓိကတံပိုးကတော့အဲ့ဒီလုပ်ငန်းလေပမှုနဲ့ရလာတဲ့ data တွေအချက်လက်တွေကိုအတုံးပြုတ်ပြီးတော့ပိုပြီးကောင်းမွန်တဲ့စီးပွားရေးဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင်လမ်းဖွင့်ပေးတာပါပဲ။မှန်ကန်တဲ့အချက်လက်ကိုအချိန်မီရရှိခြင်းကလုပ်ငန်းရဲ့စွမ်းဆောင်ရည်ရောတိုးတက်မှုကိုပါဒါရအထောက်အကူပြုနိုင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ကောင်းပါပြီရှင်ဒီနေ့ဆွေးနွေးမှုကနေနားထောင်သူရဲ့အတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ကိုလုံကန်အတွက်မှန်ကန်တဲ့စီမံခန့်ခွဲမှု software ကိုရွေးချယ်ပြီးအတုံးပြူခြင်းဟာလုံကန်ရဲ့ရေရှည်တိုးတက်မှုအတွက်ချမှတ်ထားတဲ့မဟာဗျူဟာကိုဘလောက်အထီးထင်းဟပ်စေပါသလဲနောက်မို့ရင်အခုလိုမျိုးအခွန်နဲ့စီမံလိုက်နာမှုဆန်ရကိစ္စရက်တွေကိုအလိုအယောက်လုံဆောင်ပေးနိုင်တဲ့စနစ်တွေတိုးတက်လာတာကအနာဂတ်စီးပွားရေးလောကရဲ့လုံငန်းလေပတ်ပုံကိုဘယ်လိုများဖြောင်းလဲပုံဖော်သွားနိုင်မလဲ ဒီအချက်လေးတွေကိုဆက်လက်စဉ်းစားကြည့်ကြဖို့တိုက်တွန်းရင်လည်းဒီနေ့အတွက်ဒီမှာပဲနေကုန်းချိုးလိုက်ပါစေရှင်။ကျမတို့နဲ့အတူဒီချက်အလက်တွေကိုစိတ်ဝင်စားစူးစမ်းလေ့လာပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်တစ်ချိန်ဆွေးနွေးမှုမှာပြန်လည်ဆုံတွေ့ကြပါမယ်။ Thank you for watching this video if you like this. Please follow, like, share and subscribe.